ယောဂလေးကျင့်ရမှာလွယ်လို့ထင်ရပြီးတော့ခက်တဲ့ပထမအဆုံးယောဂ pose လေးရတော့တာတာစနာလို့ခေါ်တဲ့ mountain pose ဖြစ်ပါတယ်ပထမအဆုံးတော့ကျမတို့မေးစီအနေထားလေးပါမေးစီဒီကျမတို့ကြမ်းကင်း level နဲ့တပြေးတဲ့အနေထားမှာဖြစ်နေရပါမယ်မေးစီကိုကျမတို့ခေါင်းအောက်ကုန်းကုန်းနာမျိုးဒါမှမဟုတ်အပေါ်မော့လွန်းနာမျိုးလည်းမဖြစ်ရပါဘူးဒီလိုမျိုးမေးစီဒီကိုယ့်ရဲ့အရှိ့เนาะ ဟိုကြမ်းပြင်းနဲ့တပြေးတည်းဖြစ်ပြီးတော့ကိုယ့်ရဲ့အရှိတနေရာလေးကိုကြည့်ထားရမယ်။နံပါတ်1ကတော့ပခုံးပေါ့နော်။အဲ့ပခုံးကလေးဒီကျမတို့ပခုံးကိုနည်းနည်းလေးအပုံပင့်လိုက်ပြီးရင်အနောက်ဘက်ကိုဆွဲချရဲရင်ဘက်ကလေးကိုဖြန့်ထားတဲ့အနေထားလေးဖြစ်နေရပါမယ်။ဒါကတော့ပခုံးမှာနေရမယ့် alignment လေးဖြစ်ပါတယ်။နံပါတ်3တစ်ချက်ကတော့ကျမတို့1 byte ဖြစ်ပါတယ်1 byte ကို ကျမတို့ဒီ posterior pelvic disc လို့ခေါ်တဲ့1 byte ညှင့်အားလေးရှိနေရပါမယ် အဲ့တော့ရင်ဘက်ကိုကော့လွန်ပြီးခိုင်းကော့နေတဲ့အနေအထားမျိုးမဖြစ်ဘဲနဲ့ကိုယ့်ရဲ့အရှိတ်ဘက်မှာရှိတဲ့1 byte pair pick လေးကိုအပေါ်မှတင်လိုက်တယ်။ပြီးရင်အနောက်ဘက်မှာရှိတဲ့တေးဘုံလေးကို အောက်ဖက်လေးကိုဆွဲချလိုက်တယ်။အနေအထားမျိုးလေးထိန်းထားပေးရမှာဖြစ်တယ်။ဒါမှသာလျှင်1 byte ရဲ့ညှင့်အားကိုတိတိတတ်တာ mass engagement ဖြစ်နေမှာဖြစ်ပါရဲ့ရှင်။ အဲ့တော့နောက်ထပ်တတိယတစ်ချက်တနေရာလေးကတော့ပေါင်လေးဖြစ်ပါတယ်။ပေါင်ကျွတ်သားလေးရလေကျမတို့ကောင်းကောင်းလေးမာဆယ်ကို engagement ရှိနေရပါမယ်။ပေါင်ရှေ့ကျွတ်သားဖြစ်ပါတယ်။ပေါင်ရွှေ့ကျွတ်သားနဲ့နောက်ထပ်တစ်ခုကတော့ပေါင် အတွင်းဘက်ကြွက်သားလေးဖြစ်ပါတယ်ရှင်။ပေါင်ရဲ့အတွင်းသားလေးတွေကိုလည်းကျမတို့ညှစ်ထားပေးရမှာဖြစ်တယ်။အဲ့တော့ပေါင်အတွင်းသားယူကောပေါင်ရွှေ့ကြက်သားကိုညှစ်ဖို့ဆိုလို့ရှိရင်ကျမတို့ခြေဖွားွားမှာရှိတဲ့ကျမတို့ခြေမရဲ့ခြေသန်းရဲ့ခြေမလေးရဲ့ခြေဖနှောင့်လေးရဲ့မိမိရရလေးဖိပြီးတော့ကျမတို့ရက်နေမှသာလျှင်ဖြစ်မှာဖြစ်တယ်။ဒါကြောင့်မလို့အခုလိုမျိုး V ပုံစံခြေောက်ကြီး ကားထားတဲ့အနေထားမျိုးရှောင်ရပါမယ်။အကယ်၍ခြောက်ကိုစုမနိုင်တဲ့သူက6လေးနှစ်ခုနည်းနည်းလေးချဲရပါမယ်။ခြောက်နှစ်ခုကြားမှာခြေတပွားစာထားလို့ရပါတယ်။ခြေမလေးတွေကိုအတွင်းဘက်ကိုပို့ထားဖို့လိုပါတယ်။ခြေရောက်တည် ခါထားလို့မရပါဘူးရှင် တကယ်လို့ခြေောက်ကိုမနိုင်တဲ့သူကခုနပြောသလိုပဲခြေောက်နှစ်ခုကြားမှာခြေောက်တစ်ခုစာလီချဲပြီးတော့ခြေမနဲ့ခြေဖနှောင့်လေးတည်တပြေးတည်းဖြစ်နေရမယ်အခုလိုမျိုးဘွေပုံစံကိုမရက်ရပါဘူးအဲ့လိုရက်မယ်ဆိုကြွက်သားလေးတွေမှာ muscle engagement ရော့နေတော့မှာဖြစ်ပါတယ်ရှင်နှုတ်မဆိုရင်ပေါင်ကြွက်သားတွေကျမတို့ engagement ပေါင်အတွင်းသားတွေကိုမတင်နေဆိုရဲကြွက်သားညှစ်အားတွေကိုနေတော့မှာဖြစ်တဲ့အတွက်ကြောင့်ခြေောက်လေးကိုချဲထားလို့ရပါတယ်ရှင်ဒါလေးတည်တာတာစနာတောင်ကုန်းလို့မမ 慢慢念。